ဒီကမ္ဘာလုံးမှာ16ရောက်ပဲရရှိထားတဲ့အမြင့်ဆုံးဂေါ်လူးဆောင်ဆုပေးတာတော့အင်ပီရိုမှာဆုတက်ယူဖို့ငင်းဆန်ခဲ့ဖို့တဲ့မက်ဆီဘရန်ဒမန်အမေမီလာများဟင်းသာအိုင်မတ်ခွန်ရှိကိုမောင်ဖိုဘိုက်ဆစ်ပဒင်စားပွဲကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်ဘယ်လိုတရားအင်ပီရိုညာစာစားပွဲကိုတက်ရောက်ခဲ့တဲ့တဲ့ရင်ဟာပြီးခဲ့တဲ့ရက်ပိုင်းကကမ္ဘာတစ်လောမှာအတော်လေးဖာရဲဖြစ်သွားခဲ့ရပါရင်ဒီတော့မက်ဆီကအမေရိကန်မှာနေထိုင်နေပြီးတော့အင်ပီရိုပွဲကိုမတက်ရဘူးလားဆိုပြီးတော့လှောင်ပြောင်ပြောဆိုမှုတွေရှိခဲ့ပါရင်ဒါကတောသားအကြိုင်ကိုလိုရာကိုတစ်ဖက်သက်ပြောဆိုတဲ့စကားတွေဖြစ်ပါရင်ဒါမျိုးကိုကျွန်တော်လက်မခံပါဘူးအမှန်တရားကိုပဲကျွန်တော်ပြောပါမယ် မန်စီယာအင်ပီရိုရဲ့ဖိတ်ကြားခြင်းကိုခံခဲ့ရဖို့ပါရင်ယိုတန်န်ဖိတ်ကြားခံရတာတော့မဟုတ်ပါဘူး။အင်တာမိုင်အမီမှာသူလုပ်ခဲ့တဲ့ရာတွေအတွက်ဗင်စီတန်ရှယ်မီဒယ်အော့ဖ်ဖရီဒမ်ဆုကိုချင်းမြင်ခံလိုက်တာပါ။ဒီဆုကိုအင်ပီရိုမှာပေးဖို့စီစဉ်ခဲ့ပြီးမက်ဆီကတော့ဘောလုံးတွေပဲကရရှိတဲ့ဒူးတဲ့သောကစားမှဖြစ်ခဲ့တာပါ။ဒါပေမဲ့မန်စီကအင်ပီရိုမှာချင်းမပြုတ်လို့မဲ့ဆုပွေးပွဲကိုမတက်ရောက်ခဲ့ပါဘူး။ညင်းခဲ့ပါရင် appointment တိုက်နေလို့ဆိုတဲ့အကြောင်းပြချက်နဲ့ညင်းခဲ့ပါပါ။တမရဂျိုးဘိုင်တန်ကဒီဆုကိုပေးဖို့မက်ဆီကိုဖိတ်ခေါ်ခဲ့တာဖြစ်ပါရင်ဗင်စီတန်ရှယ်မီဒယ်အော့ဖ်ဖရီဒမ်ဆုဆိုတာကအမေရိကန်ပြည်ထောင်စုကအရသာတူးကိုပေးရတဲ့အမြင့်ဆုံးဂုဏ်လူဆောင်ဆုတစ်ခုဖြစ်ပါရင် နိုင်ငံရဲ့အလုံးကြုံရင်ငြိမ်းချမ်းရင်ယဉ်ကျေးမှုတခြားအရေးပါတဲ့အများပြည်သူဆိုင်ရာဂျိုးပန်းအားထုတ်မှုတွေအတွက်ထူးချွန်တဲ့ပုံစံတွေကိုဂုံပြုချင်းနေတာပါဒီစုကိုရဘူးတဲ့သူကတစ်ကမ္ဘာလုံးမှာ19ယောက်ပဲရှိပြီးမက်ဆီကအိမ်ထဲမှာပါဝင်နေတယ်ဆိုတာကသူ့ရဲ့ priority အလုပ်ရည်တွေကမ္ဘာလူငယ်တွေအပေါ်လွှမ်းမိုးမှုတွေကဘလောက်ထိကြီးမားတယ်ဆိုတာပြသနေပါတယ်ဒီလိုစီမျိုးကိုရတယ်ဆိုတာတကယ်ကိုတမိုင်းတွင်ပဲဂုံလူဆောင်မှတ်တမ်းပါပဲမက်ဆီရဲ့ priority လုပ်ငန်းတွေ UNICEF အတွက်လုံဆောင်ပေးမှုတွေနဲ့ဘောလုံးအားကစားကနေတဆင့်ကမ္ဘာတဝန်းစိတ်ဓာတ်ခွန်ပေးနိုင်မှုတွေအကြောင်းဒီလိုအသိမှတ်ပြုခံရတာလို့ပဲယူဆရမှာပါ ဇန်နဝါရီလတုန်းကပြုလုပ်ခဲ့တဲ့ဒီစုပွဲဝဲကိုမက်ဆီမတင်ရောက်နိုင်ခဲ့တဲ့ကိစ္စကပဲအွန်လိုင်းမှာပြဿနာတက်ခဲ့ရပါတယ်။မက်ဆီကဒီစုကိုရလို့ဂုံယုံပြီးတန်မိုးထားချောင်းပြန်ကြားခဲ့တာကိုကျွန်တော်တို့သိရပါတယ်။ဒါပေမဲ့သူကခေးလွန်နေတာဒါမှမဟုတ်အချိန်ကြာမှာအလက်တာအကြောင်းအင်ပီရိုကိုကိုယ်တိုင်လာရောက်ပြီးစုလက်ခံရဖို့မဖြစ်နိုင်ခဲ့ဘူးလို့သူ့ရဲ့မန်နေဂျာကနေတဆင့်ဘိုင်ဒန်အဖွဲ့ထံအကြောင်းကြားခဲ့ပါတယ်။ ဒါကြောင့်တမ်မရဘိုင်ဒန်ကသူ့အစားကိုစလဲကိုပဲစုချီးမြင်ခဲ့ရပါတယ်။အဲဒီအချိန်မှာပဲဆီဟာသူ့ရဲ့ငွေပေါင်းတငွေချင်းတွေနဲ့အတွဲဆောင်ပျော်ပါနေခဲ့တာလို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။သူကကဘာပလာရထားတဲ့ကစားမတူဖြစ်တယ်လို့ကလပ်အသင်းအတွက်ပွဲတွေလည်းကစားနေရတော့အနာယူချိန်ရဖို့မိသားစုနဲ့တငွေချင်းတွေနဲ့အချိန်ပေးဖို့ကသူ့အတွက်အရေးကြီးတဲ့အချိန်လည်းဖြစ်နေနိုင်ပါတယ်။ဒီဖြစ်ရကြောင်း online ပေါ်မှာဝေဖန်တဲ့နေဆူညံခဲ့ရပါတယ်။ ဝေဖန်သူတွေကဘယ်လိုပြောလဲဆိုတော့မန်ဆီယာသူတငယ်ချင်းနေနဲ့နေရတာကိုအမေရိကန်တမ်မရာရဲ့ဖိတ်ခေါ်ချက်နဲ့ဂုံလုံးဆောင်ဆုထက်ပိုရေးကြီးတယ်လို့သတ်မှတ်လိုက်ပြီးသူ့အကြွယ်အင်ဖြူတော်ဆိုတာဘာမှအယဉ်မပါတဲ့နေရာလို့အောက်ချက်ချခဲ့ပါတယ်။သူတို့အတွက်ဒီလိုသမိုင်းဝင်စုကိုမတည့်ရောက်တာဟာစီကံမရှိဘူးမလေးမစားလောက်တာလို့မြင်ပါတယ်။ဒါပေမဲ့မန်ဆီယိုကာကွယ်သူတွေကလည်းရှိပါတယ်။သူတို့ကမန်ဆီယာကမ္ဘာတဝန်းလုံးကိုပုံမှန်ခေးသွားလာနေရတဲ့ကစားသမားဖြစ်ပြီးသူ့ရဲ့အားလဲရဟာသူ့အတွက်အရေးကြီးတယ်။စစ်ဝေးဝဲကိုတည့်ရောက်နိုင်ဖို့အချိန်ကြာနှိမ့်နိုင်လို့မရတဲ့အခြေအနေတွေရှိနိုင်တယ်။တကယ်လို့သူဟာစုကိုဂုံယူပါတယ်လို့ပြောပြီးပြီဆိုရင်စုကိုစလဲကိုပေးပို့ယုံ ဲ့လုံလောက်တယ်လို့ဆိုပါရင်တကယ်တော့ဒီကိစ္စမှာဘယ်သူဘက်ကမှန်တယ်လို့ပြောဖို့ခဲ့ပါရင်မက်ဆီယာဘောလုံးသမားတူပါသူရဲ့ professional အလုပ်ကကစားဖို့လေ့ကျင့်ဖို့နဲ့အားယူဖို့ပါနိုင်ငံရေးတန်တမာရေးကိစ္စတွေအတွက်သူအတွက်ဒုတိယအရေးကြီးတဲ့ကိစ္စတွေပါကျွန်တော်ကတော့ဒီလိုမြင်ပါရင်ဒါပေမဲ့ presidential medal of freedom လို့ဆိုတာတသက်မှာတစ်ခါသာရနိုင်တယ်ဆိုကမ္ဘာကောင်းဆောင်ကြီးတွေနဲ့တွဲဆောင်ခွင့်ရမယ်ခွင့်ရဖြစ်လို့ဒီလောက်အရေးကြီးတဲ့စုကိုကိုယ်တိုင်မတက်ရောက်ခဲ့တာကတော့တကယ်ကိုနှမျောစရာကောင်းပါရင် ဒီလိုလဲနှစ်ပတ်နဲ့လည်းကျွန်တော်ခံစားရပါတယ်။တပည့်မဲဆရာသူရဲ့ရိုးသားမှုလွတ်လပ်တဲ့ကစားမပွားကိုပို့ပြီးတော့တန်ဖိုးချပုံရပါတယ်။တကယ်ချင်းနေတဲ့အတူရှိနေတဲ့အချင်းအားသူ့အကျွဲတကယ်ကိုတန်ဖိုးရှိနေခဲ့လို့မို့တမိုင်းဝင်ခွင့်ရေးတစ်ခုကိုလက်လို့ရှိသလိုမျိုးဖြစ်သွားခဲ့မယ်ထင်ကြပါဒီလောက်ဆိုရင်အားလုံးလည်းသဘောပေါက်လောက်ကြပြီယူဆမိပါရင်ညီကိုတို့တခုခုမှကျင်တာသူများပြောတိုင်းစကားတိုင်းကိုနားယောင်ပြီးတော့ live ပြောကြပါနဲ့အဟုတ်လည်းမှတ်မိကြပါနဲ့ဖတ်ပါမှတ်ပါလေးလာပါမဟုတ်ရင်ကိုယ့်ရဲ့စကားကကိုတော်သားမန်းလူသိစေပါရင်အားလုံးကိုကျေးဇူးတင်ပါတယ်